destruction. Atom bombs were to be dropped on Hiroshima and Nagasaki. A Japanese reported, suddenly a glaring light appeared in the <laughs> sky. Dinimaro International Atomic Energy Agency, Lokore IAEA, Lutimia, Nanganaga Atomic Saudi. ဖွဲ့အကြောင်းအနေနဲ့ပြောပြချင်ပါတယ်။ဇာတီအဖွဲ့1958ခုနှစ်မှာတည်ထောင်ခဲ့ပြီးတော့လက်ရှိမှာတော့ဌာနချုပ်ကဩစတြေးလျနိုင်ငံဗီယက်နမ်မြို့မှာတည်ရှိပါတယ်။နိုင်ငံများစုကဒီအဖွဲ့ကိုအဖွဲ့ဝင်ဖြစ်ဝင်ရောက်ထားပါတယ်။ IAEA ရဲ့အဓိကရည်ရွယ်ချက်ကတော့နျူကလ িয়ার နည်းပညာကိုငြိမ်းချမ်းရေးအတွက်သာအသုံးချဖို့အတွက်ပဲဖြစ်ပါတယ်။အချင်းချုပ်ပြောရမယ်ဆိုရင်နိုင်ငံတွေအတူတူတူကွာပူပေါင်းပြီးဒီနည်းပညာကိုကျန်းမာရေးစိုက်ပျိုးရေးဆွေးနွေးရတဲ့အတွက် ကျိုးရှိအောင်တုံးနိုင်ဖို့ပံ့ပိုးပေးနေတဲ့အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။ဆိုတော့သူတို့လက်ရှိအဓိကလောက်ကိုင်းနေတဲ့နယ်ပယ်တွေကတော့ကျန်းမာရေး၊စိုက်ပျိုးရေးနဲ့စွမ်းအင်ကန်တာတွေပဲဖြစ်ပါတယ်။ဆိုတော့ကျန်းမာရေးမှာဆိုရင်တော့ IAEA ကနျူကလ িয়ার စွမ်းအင်ကိုအသုံးပြုပြီးတော့ကင်ဆာကုသမှုမှာဘယ်လိုအသုံးဝင်နိုင်လဲဆိုတော့အမ်ရှာဖွေမှုတွေကိုလုပ်ပေးနေပါတယ်။စိုက်ပျိုးရေးနဲ့ပတ်သက်ရင်တော့ပိုးမွားတွေထိန်းချုပ်မှုနည်းပညာတွေကိုလည်းအမ်တို့အတစ်ဖက်တစ်လမ်းအနေနဲ့ကူညီပေးပါတယ်။ စွမ်းအင်ရေးရအတွက်ဆိုရင်တော့ IAEA ရနိုင်ငံတွေအတွက်နျူကလ িয়ার စွမ်းအင်လေ့လာဖို့အတွက်အဓိကပြောပြပါတယ်။ဒါပြင် IAEA ရဲ့အရေးကြီးဆုံးတောင်းအောင်တစ်ခုကတော့နျူကလ িয়ার လက်နက်မပြန့်ပွားအောင် စောင့်ကြည့်ထိန်းသိမ်းပေးတာပဲဖြစ်ပါတယ်။ကျွန်တော်မြန်မာနိုင်ငံအနေနဲ့ကတော့1958ခုနှစ်တည်းက IAEA ဖွဲ့ဝင်ဖြစ်ပါဝင်ခဲ့ပြီးတော့ဂျမိုင်းနဲ့စိုက်ပျိုးနယ်ပယ်တွေမှာအဖွဲ့ရဲ့အထောက်အကူတွေရရှိလာခဲ့ပါတယ်။ တချို့လူပုဂ္ဂိုလ်တွေနဲ့အဖွဲ့စည်းတွေကတော့ IAEA ကိုငြင်းချင်ရဲ့အတွက်အကျိုးရှိတဲ့အဖွဲ့လို့မြင်ကြသလိုတချို့ကလည်းစစ်ဆင်မှုစနစ်တွေမှာနိုင်ငံအလိုက်ပေါ်မှုတည်ပြီးတော့ကွာခြားမှုတွေပတ်လိုက်မှုတွေရှိနေလို့ထင်ကြပါတယ်။ဒါမဲ့အဓိကအဖြစ်တော့ဒီအဖွဲ့ဟာကမ္ဘာလုံးဆိုင်ရာနှီးပညာအသုံးချမှုကိုငြင်းချင်စွာနဲ့တိကျစွာထိသိမ်းပေးနေတဲ့အဖွဲ့အဖွဲ့ဖြစ်ပါတယ်။နောက်ဆုံးအဆုံးသတ်အနေနဲ့ကတော့ IAEA ကကမ္ဘာအကျိုးစီးပွားဆိုင်ရာနျူကလ িয়ার နှီးပညာကိုတရားမျှတအောင်အသုံးချနိုင်ဖို့အရေးပါတဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်။ ဆက်လက်လှုပ်ဆောင်နေပါတယ်ခင်ဗျာဗီဒီယိုအဆုံးထိနားဆင်ပေးရတော့လဲကျေးဇူးအများကြီးတင်ပါတယ်